အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့အဲမိတ်ဆွေတို့က laptop second hand တစ်ခုဝယ်ဖို့ရှိရဆိုရင်ကျွန်တော်ခုပြရစီတို့လေးကိုအဆုံးထိကြည့်သွားပေးပါ အဲမိတ်ဆွေတို့က laptop second hand တစ်ခုဝယ်ပြီဆိုရင်ဖြစ်မနေဆေးရမယ့်အချက်လက်တွေကတော့များစွာရှိပါတယ်။အဲထဲမှာကျွန်တော်ဒီနေ့ကတော့ laptop battery hack ကိုစစ်ပြပေးမှာဖြစ်ပါတယ်။အဲ laptop battery hack ကိုဘာဖြစ်လို့ဆေးရလဲဆိုရင်ဒီ second hand laptop တွေရဲ့အများစုကဒီသူ့ရဲ့ usage ပေါ့နော်။သူ့ရဲ့ usage ကအများကြီးသုံးလာတာဖြစ်တဲ့အတွက်ကျွန်တော်ဝယ်လိုက်တဲ့ခါကျရင် laptop ရဲ့ battery hack ကဘယ်လောက်ကျန်သေးလဲဆိုတာကိုမဖြစ်မနေဆေးရပါမယ်။အဲဒီ laptop second hand နဲ့ brand new မှာကွာဟာချက်ဆိုရင် brand new တွေဆိုရင်ကျွန်တော်တို့ကဝယ်ပြီးွားပြီဆိုတာနဲ့ထူး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 ပါမှဆစ်ဆရာမလို့ ို့ဘူးဒီ parking ဖွင့်လိုက်ပြီဆိုတာနဲ့သူ့ရဲ့ပေါ့နော်ကုမ္ပဏီကပါလာတဲ့ error ရှိလားမှန်နေပါတယ်တခုခုထိခိုက်တာရှိလား body တွေကထိခိုက်တာရှိလားပေါ့နော်အဲ့လေးတွေပဲစစ်ဖို့လိုပါတယ်အဲကျွန်တော်ဒါမဲ့ laptop စကန်နေမှာတော့အချက်လက်တွေကအများကြီးဆက်ရပါမယ်ဒီ head head တွေအဲ laptop battery တွေအလင်းပေါက်တာတွေရှိမရှိတွေဒါတွေတော့ကျွန်တော်နောက်ပိုင်းကျရင် video ကျရင်တစ်ခုပြီးတစ်ခုပြပြပေးမှာဖြစ်ပါတယ်အထက်မှာမှဒီနေ့တော့ကျွန်တော် laptop battery head ကိုဆက်ပြပေးမှာဖြစ်ပါတယ် လက်တော့ဘက်ထရီဟက်ကိုစစ်တဲ့အခါကျရင်လည်းအလွယ်တကူပဲ software တွေတုံးပြီးတော့စစ်ဆရာမလို့ကျွန်တော်အခုပြရနီလန်လေးတိုင်းပဲစစ်လို့ရပါတယ်ကျွန်တော်တို့ laptop keyboard မှာရှိတဲ့ window logo လေးရဲ့ r လေးကိုတွင်းနှိပ်လိုက်ပါတွင်းနှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုး box လေးပေါ်လာမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့က cmd ဆိုပြီးရက်လိုက်ပါမယ် cmd လို့ရက်လိုက်ပြီဆိုတာ ਨੇ အခုလိုမျိုး command prompt လေးပေါ်လာမှာဖြစ်ပါတယ် command line လေးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘာရေးရမလဲဆိုရင် power cfg space slash battery report ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးလေးရိုက်လိုက်ပြီးရပါပြီကျွန်တော်ဒီ CFG ရဲ့ဘေးနားမှာ speed check ကုန်မယ် slash ရေးမယ် battery report လို့ရိုက်ပြီး under line နဲ့လိုက်ပါ under line နဲ့လိုက်ပြီးဆိုတော့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ခါကျရင်ကျွန်တော်ဒီဟာလေးကို copy လေးကုလိုက်မယ် copy ကုပြီးွားပြီဆိုရင်ကျွန်တော်က browser တစ်ခုခုပေါ့နော်ကြိုက်တဲ့ browser မှာပဲကျွန်တော်က page လေးချလိုက်ပါမယ်ကျွန်တော်နာ copy ကုလိုက်တာတော့ control c နဲ့ copy ကုလိုက်တယ်ပြီး control v နဲ့ပဲ paste ချလိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော် visit တွက်လေးကျွန်တော်ပြန်ပြောပြရဖြစ်ပါတယ်။အဲ့ခါကျရင်ကျွန်တော်ဒီ battery report တွေရောရောင်းမှာဖြစ်ပါတယ်။ဒီ battery report တွေမှာပဲကျွန်တော်ရဲ့ battery health ကိုစစ်လို့ရမှာဖြစ်ပါတယ်။ဘယ်နေရာမှာစစ်ရမလဲဆိုရင်ကျွန်တော်ဒီနေရာမှာပေါ့။ design capacity ရယ် full check capacity ရယ်ကိုစစ်ရမှာဖြစ်ပါတယ်။ကျွန်တော် design capacity ကတော့9000ရှိတယ်ကျွန်တော် full check ကတော့ကျွန်တော်9400ထိတွန်းလို့ရမှာပေါ့เนาะအဲ့တော့ဘယ်လိုမျိုးတွက်ရမလဲဆိုရင်ကျွန်တော်က calculator လေးခေါ်လိုက်ပါမယ် calculator ခေါ်တာလည်းကျွန်တော် window ရဲ့ IR ပဲနှိပ်ပြီးတော့ MRCALC ဆိုပြီးတော့ calculator လေးခေါ်လိုက်မယ် ကယ်ကူလေတာခေါ်ပြီးပါမယ်ကျွန်တော်တို့ကဘယ်လိုမျိုးတွက်ရမလဲဆိုရင်ဒီဒီ full check capacity ကိုတင်မယ်9004304ခွန်တီးပြီးတော့ဒီအပေါ်က design capacity နဲ့စာမယ်ပေါ့နော်900000စာပြီးွားပြီးဆိုတာနဲ့အဲ့ကောင်တရားလေးနဲ့ညှောက်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးမျောလိုက်ပြီးဆိုတော့ねကျွန်တော်တို့ရဲ့ battery percentage ကိုပြပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ laptop ရဲ့ battery percentage ကတော့82ရှိပါတယ်82ဆိုတာကတော့ကျွန်တော်တို့က laptop brand new ဆိုရင် တရားပေါ့နော်တရားနဲ့တဖြည်းဖြည်းသုံးလာတာများလာတဲ့အတွက်ကျွန်တော်တို့က82လောက်ကျန်ပါသေးတယ်ကျွန်တော် laptop ကလည်းသုံးထားတာသိမကြတဲ့အတွက် battery hack ကအနည်းဆုံး၄ပုံ၃ပုံကြော်ကြော်လောက်လေးကျန်သေးတယ်ပေါ့နော်အဲ့လိုမျိုးတွက်လို့ရပါတယ်ကျွန်တော်တို့ကမိတ်ဆွေတို့ရဲ့ laptop တွေကဒီ scan နေဝင်မယ်ဆိုရင်ဒီ battery hack ဆက်လိုက်လို့ 33တို့20လို့ဆိုရင်တော့ဒါဘက်ထရီဟက်ကတော်တော်လေးကျလာတာဖြစ်ပါတယ်ဘက်ထရီဟက်လည်းတော်တော်သုံးထားတာဖြစ်ပါတယ်အဲ့တော့ဒီ laptop scan တွေဝယ်ရခါကျရင်ဒီဘက်ထရီဟက်လေးပုံမူတည်ပြီးတော့အကိုရဲ့ laptop မှာ battery block ခံလဲပေါ်ခံမှန်းပြီးတော့တော်လို့ရပါတယ်အဲဒါတော့ကျွန်တော် laptop scan ဝယ်တဲ့ခါကျရင် battery hack ကိုဘယ်လိုဆေးရမလဲဆိုတော့ကျွန်တော်ပြ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 ဖြစ်ပါတယ်အဲနောက်ရက်ဒီမှာလဲကျွန်တော် laptop scan ဝယ်တဲ့ခါကျရင်ဆေးရမယ့်အရေးကြီးတဲ့ချက်လက်လက်တွေပြပြမှာဖြစ်တာအတွက်ကျွန်တော်ရဲ့ page တွေ YouTube channel တွေကို like and subscribe လေးလုပ်ပေးထားပါ ားအားလုံးပဲကျေးဇူးတင်ပါတယ်